အလားလာရှိတဲ့အာရှနောက်ခံလူငယ်လေးကိုခေါ်ယူလိုက်တဲ့စပါတင်ပရီးမီးယားလိဂ်ထိပ်တန်းကလပ်ဒေါ်တီယောင်းစပါတင်ဟာသူရဲ့နောက်ခံလူနေရာအတွက်အလားလာလွန်ကောင်းမှုနဲ့လူငယ်ခြေဝင်တွေဦးကိုအောင်မြင်စွာခေါ်ယူနိုင်ခဲ့ပြီလို့ဆက်လို့ရှားစရာတည်တင်းကောင်းထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ပါတင်ဟာဂျီလိဂ်ကလပ်ကာဝါဆာကီဖရွန်တေးတင်းဟာဂျပန်လာရေးစင်နောက်ခံလူကာတိုတာကာအီကိုခေါ်ယူဖို့အတွက်အလုံးစုံပြေဝသဘောတူညီမှုရရှိခဲ့ပြီပဲဖြစ်ပါတယ်။ဒါအဒေါ်တီယောင်းစပါတင်ရဲ့နှိပြချုပ်ဖြစ်အတိတ်ကခံထားရတဲ့တောမတ်ဖရန့်ရဲ့လက်အောက်မှာပထမဆုံးတော့ထင်ရှားတဲ့အားဖြစ်မှုတွေတကာတစ်ခုလည်းဖြစ်ပါတယ်။ အသက်20ဆယ်သားရှိသေးတဲ့နောက်ကန်လူကာတာအီဟာသူ့ရဲ့မွေးရမီဂျပန်နိုင်ငံကာဝါဆာကီမြို့ကအတင်းမှာခြေကံဘောလုံးပညာတွေကိုသင်ယူခဲ့ပြီးထူးခြားတဲ့ခြေစွမ်းအနေနဲ့ကြီးပင်းလာခဲ့သူပါသူကလာမယ့်ဇူလိုင်လအတင်းမှာစပါတင်ကိုရောက်ရှိလာမှာဖြစ်ပြီးနေပြတဲ့တောမတ်ဖရန့်ရဲ့ပထမအတင်းမှာလာရောက်ပူးပေါင်းတော့မှာပဲဖြစ်ပါတယ်တက်ကအီကိုခေါ်ယူဖို့အတွက်စပါတင်အနေနဲ့ပြောင်းရွှေ့ခြေဖြစ်ပေါင်း9တန်းသာကုန်ကျမှာဖြစ်တယ်လို့သိရပါတယ်လက်ရှိဘောလုံးစည်းကွက်ရဲ့အခြေအနေအရဆိုရင်ဒီလိုမျိုးတန်ပိုးနေနေနဲ့လာလာရှိတဲ့ရမ်းမီနဲ့ခန္ဓာကိုယ်တောင်တင်းမှုပါပိုင်းဆိုင်ထားတဲ့လူငယ်ကစားမတူဦးကိုခေါ်ယူနိုင်ခဲ့တာဟာစပါတင်အတွက်အတော်လေးကိုအကျိုးမြတ်များပြီး တော်ဝင်တဲ့ပြောင်းရွှေ့တစ်ခုလို့တုံးတက်နိုင်ပါတယ်ဒီလိုရုပ်ပိုင်းဆိုင်ရာအားသာချက်တွေကပြင်းထန်တဲ့ပရီးမီးယားလိတော့ကောင်းမွန်တဲ့အထောက်အကူဖြစ်လာနိုင်ပါတယ်ဂျပန်လိုက်ရင်းစင်တင်းတော့ပွဲဥဒ်ကစားသမားပွဲမှာတော့တက္ကအီဟာအတွေ့အကြုံတိတ်မများသေးပါဘူး ူကဂျပန်လက်ရုပ်ရှင်အတင်းအတွက်နှစ်ပွဲသာကစားထားပြီးပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကမှတရုတ်တင်းနဲ့ကမ္ဘာပလာချီချီပွဲမှာပွဲဥအတွက်ကစားခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံဂျီလိတ်မှာတော့တူကာဝါဆာကီဖရွန်တေးလိုထိပ်တန်းကလပ်အတင်းအတင်းမှာအဓိကကစားသမားအဖြစ်နေရာယူနိုင်ခဲ့ပြီးအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်။တက္ကသိုလ်2024ခုနှစ်ဂျပန်စူပါဖလားပိုးဆွဲခဲ့တဲ့ကာဝါဆာကီဖရွန်တေးတင်းမှာအဓိကကစားသမားတစ်ယောက်ဖြစ်ပါဝင်ခဲ့ပါတယ်။သူကအတင်းရအောင်မြင်မှုမှာရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပြီးကာဝါဆာကီရဲ့ခန်းစစ်ပိုင်းကိုခိုင်မာအောင်အားဖြင့်ပြီးနိုင်ခဲ့ပါတယ်။အထူးဖြင့်သူရဲ့ခေါင်းတိုင်းနိုင်စံဘောလုံးရှင်းထုတ်နိုင်စွမ်းနဲ့ ကြိုင်မတ်တိုက်စစ်မှုတွေကိုထိန်းချုပ်နိုင်စွမ်းနဲ့ကအားရစရာကောင်းပါတယ်ဒီလိုကလပ်တင်းတဲ့သူအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ပြင်တာကာအီဟာဒီနေ့ရဲ့ဂျပန်လူငယ်အကောင်းဆုံးစားမစုကိုလည်းဂုဏ်ယူစွာဆုခိုးနိုင်ခဲ့ပါတယ်ဒါအတွေ့ရဲ့လာလာကောင်းလေဘောလုံးနာကတ်တဲ့တောက်ပါတဲ့ရဲရောင်တွေကိုထင်ရှားစွာပြသနေပါတယ်ခြေလိုက်မှာအကောင်းဆုံးခြေစွမ်းတွေပြသခဲ့ပြီးတူးချင်းစုတဲ့တွေရရှိခဲ့တာကြောင့်ပရီးမီးယားလိလိုထိပ်တန်းလိတစ်ခုကိုပြောင်းရွှေ့ဖို့သူ့အတွက်အခွင့်အရေးရရှိခဲ့တာပဲဖြစ်ပါတယ်စပါတင်ကိုရရှိလာခဲ့ရင်တော့တာကာအီအနေနဲ့လက်ရှိစီနီယာနောက်ခံလူတွေဖြစ်တဲ့ကမ္ဘာဖလားချန်ပီယံခရစ္စတီယာရိုမဲရိုနယ်သာလန်လန်ရဲ့စီမီကီဘန်နီဘန် ရိုမေးနီးယားလျော်ရည်စင်ဒရာဂိုဆန်နဲ့ဘယ်ရန်ကနေပြန်လာတော့မဲ့ဗန်ဒေးဘီတို့လိုထိတ်တန်းကစားသမားတွေနဲ့အပြိုင်နေရလူရဖို့ရှိနေပါတယ်သူတို့ကပရီးမီးယားလိမှာခြေစွမ်းပြနေတဲ့တွေးကြုံရှိတဲ့ကစားသမားတွေပဲဖြစ်ပါတယ်ဒါပေမဲ့တက္ကအီးရဲ့လူငယ်ရွယ်အလားလာကောင်းကြီးတင်းယူလို့စိတ်ပြင်းပြမှုနဲ့စူးစမ်းအားထုတ်မှုတွေကသူ့ရဲ့နာကမ်းမှာစပါတင်းရဲ့အဓိကနောက်ခံလူတအုပ်ဖြစ်လာဖို့တွန်းအားပေးနိုင်ပါတယ်ဒီဘက်တော့မဖရန်ကလည်းလူငယ်ကစားသမားတွေကိုခွင့်ရေးပေးနေရှိပြီးသူ့ရဲ့လာလာတွေကိုဖုတ်ထုတ်ပေးနိုင်တဲ့နည်းပြတအုပ်ဖြစ်တာကြောင့်တက္ကအီးကစပါတင်းမှာသူ့ရဲ့ရည်သွေးကိုပြေဝပြသကွင်းရလိမ့်မယ်လို့မျှော်လင့်ရပါတယ် ဂျပန်ဘောလုံးလောကကနေပရီးမီးယားလီဂ်ကိုထပ်မံရောက်ရှိလာတဲ့တာကာအီရဲ့နာငတ်ဘောလုံးခီးလန်းကိုပရိသတ်တွေစိတ်ဝင်စားရင်ခုန်စွာဆောင်မြောက်ကြည့်ရှုရမှာပါ။သူရဲ့ပြောင်းရွှေ့မှုကစပါတင်ရဲ့ခန်းစည်းကိုဘလောက်ထိအားကောင်းစေမလဲဆိုတာလာမယ့်ရည်မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အမေရိကန်ကပ်တန်အမေရိကန်ချန်ပီယံအလစ်ဗာပူးစကောအစ်မိုဟာမက်ဆာလစ်ဝါ